င်္ဂလာပါဒါကတော့ဒုဝနွေတဲ့ထဲတဲ့ဂျာညွန့်အချီအချိုကိုလုပြထားခြင်းဖြစ်ပါတယ်ရေကို300မီလီလီတာသုံးပြီးတော့ကြံတကာကို400ဂရမ်သုံးပါတယ်ရည်မစုခင်ကတဲ့ကကြံတကာကိုဂျမတို့ထည့်ပြီးတော့ဂျိုပါမယ်နော်မိရတော့အနီတော်အနီသားလေးမှာထည့်ပြီးတော့ဂျိုရပါတယ်နော်ကြံတကာအစားထညက်သုံးလို့လုံးဝမရပါဘူးနော် သူ့ကိုအဆက်မပြတ်မှုေပေးပြီးတော့ကျန်တကာအကုန်လုံးကြည်သွားသည်ကျမတို့လောက်ပါမယ်နော်တဖြည်းဖြည်းနဲ့သူဟာသူ့ဘာသာသူအရေးပျော်သွားပါလိမ့်မယ်နော်ကျန်တကအကုန်လုံးအေးပျော်တဲ့အထိစိတ်ရှိရှိလေးနဲ့မွေရပါမယ်ကျန်တကအကုန်အေးပျော်ရပြီးပြီဆိုရင် ငင်းပြန်ဆိုတဲ့ဂျာညွတ်အခြေပေါ်နော်ဂျာညွတ်အခြေကိုဟင်းခတ်စွန်းနှစွန်းနဲ့ထည့်ရပါမယ်အယောင်လေးလေးလာအောင်လို့ပါနော်အသေးစိတ်ကို ကျွန်မစာလေးနဲ့ရေးပေးပါမယ်နော်ဒါလေးကိုထည့်ပြီးပြီဆိုရင်ဟင်းချက်တဲ့စီစိဟင်းခတ်စွန်းတစွန်း ကျမတို့ထထေမင်းတို့ဒါကတော့ကျမတို့ဂျာညွန်းကအယောင်လာပြီးတော့အိုးမကတ်အောင်လို့လုံရချင်းဖြစ်ပါတယ်ဒါလေးကိုလည်းမီးအနီတော်လေးနဲ့ထားပြီးတော့ရေ300 gram ခမ်းပြီးတော့400 gram လောက်ပဲဂျန်နေသည့်ကျမတို့ကြိုပါမယ်တခါတလေမိမိအိုးအချိန်ကြောင်းနဲ့အချိန်ကပို့ပြီးတော့မြန်တာလေး ဖြစ်တတ်ပါတယ်နော်ဒါအတွက်စိတ်မပူပါနဲ့အပြစ်အခြေကိုပဲကြည့်ပြီးတော့လှုပ်ရင်ပူပြီးတော့အဆင်ပြေပါမယ်နော်သူကျဲနေသေးတယ်လို့စိတ်ထဲမှာခံစားရရင်မပိတ်ပါသေးနဲ့ပြစ်မှပဲချပါစကားလေးနဲ့စစ်ချပါ အနေသွေးပါတတ်လို့ပါနော်အခုလှုပ်ပြထားတဲ့အနေထားကပြစ်တယ်လို့ထင်ရပေမဲ့ အရန်ပြင်းရင်ယူလီလီနဲ့ပြန်ရောပြီးတော့အချိန်စားလေးပြန်လုံးလို့ရပါတယ်နော်အေးရင်သူကပိုပြတ်တတ်တဲ့အနေထားလေးမှာရှိနေတတ်ပါတယ်နော်